ဆရာတယောက်ကြောင့်တားမိုက်မှတားကောင်းဖြစ်သွား။တားကဒီနေ့လေးမနှက်စာစားမသွားဘူး။အမေကပြောရင်နေ့ရက်ရှိပြီဘာမှမစားတော့ဒီနေ့တော့တားထမင်းလေးစားသွားလိမ့်။အမေကျွန်တော်ဆံမပွဲပြီးရနေဆံကေဝယ်ပေးမယ်လို့ပြောထားတာ။အဖေကလည်းခရီးတီထားတယ်ဝယ်ပေးမယ်ဆိုပြီးဒီနေ့ကနောက်ဆုံးဆံမပွဲလိမ့်။အမေအမားကိုပြောပေးပြီးပတ်ဆက်ယူပြီးစောင့်နေတော့ဆိုပြီးတငယ်ချင်းရဲ့ဆံကေအဟောင်းကိုဒီနေ့ပဲရရှိနေတယ်။ ကယ်၍အမကပဆက်ယူပြီးမလာဘူးဆိုရင်တားအိမ်ကို ပြန်မလာတော့ဘူး။စင်ရဲ့တားအိမ်မှာတားရဲ့တောင်းတမှုနဲ့အမေရဲ့တော့ကစိတ်တွေကယောနေတယ်။အမေကပြောရီတားရဲ့အဖေကစိုက်ခဲဝယ်ပြီးမလို့ပဲ။ဒါပေမဲ့အရင်လားကကတိုက်တာ။ပြောနေတော့မှရှိသေးတယ်။ကျွန်တော်ဘာမှမသိဘူးစိုက်ခဲပဲရရှင်နေပြောပြီးထွက်သွားတယ်။စင်ရန်ဆံမွေပွဲဖြစ်ပြီးရဲ့နော်။ကျောင်းဆရာမကျော်ဝေရန်ရဲ့ဆံမွေပွဲကိုလူတိုင်းလာပြေးလေးရှိကြတယ်။ ီနေ့မိကောမှာဇီယာက လောကရဲ့သဘောတဘာဝတွေကိုလည်းထည့်ထားတာရှိတယ်။မုံမြင်ကစံမပွဲဖြေဖို့လာခဲ့တယ်။သူကငါဆိုင်ငယ်မရရဲ့အိမ်မပြန်ဘူးဆိုပြီးစိတ်ထဲမှာတွေးနေတယ်။ဇီယာဝင်ရဲ့စံမပွဲအတွက်မိကောစာရွက်တွေကိုအကုန်လုံးကိုဝေပေးတယ်။မိကောစေခုရှိပြီးဖြီဆိုရှင်ကတနာီပေးတယ်။မုံမြင်က ပထမမိကောကိုဖတ်လိုက်တယ်။အဲ့ဒီရဲ့မိကောမှာအဖေအမေနဲ့မိသားစုကဖဏနာီအလလောက်ကြလာလေလို့ရေးထားတယ်။ မိုးမြင့်ကလည်းတခါတည်းဖြေးလိုက်တယ်။အဖေကမနက်၆နာရီထမင်းကြရင်ယူပြီးသုံးမိနဲ့ထွက်သွားတယ်။ည၉နာရီပြန်လာတယ်။၁၅နာရီအလောက်လောက်တယ်။အမေကမနက်၄နာရီထားပြီးအဖေအတွက်ထမင်းကြရင်လှုပ်ပေးတယ်။ပြီးရင်အလောက်အကုန်လုံးကိုတယောက်တည်းလှုပ်တယ်။နေ့လယ်ကဆက်လျှောက်တဲ့အလောက်ကိုလှုပ်တယ်။ညကျရင်တော့အားလုံးအိပ်ပြီးမှအိပ်တယ်။အကုန်လုံးပေါင်း၁၆နာရီအလောက်လောက်တယ်။အမကမနက်ပိုင်းတက်ကြိုတွားရီညနေပိုင်း၄နာရီကနေ၈နာရီအထိအချိန်ပိုင်းအလုပ်လုပ်တယ် ညကြရင်နော်အမေကိုအလောက်ကိုရေအကောင်လုံးပေါင်းရင်၁၂နာရီ၁၃နာရီအထိအလောက်လုပ်တယ်။ကျွန်တော်ကမနက်၆နာရီထားတယ်။နေလေကျောင်းကနေပြန်လာပြီးအစာစားပြီးအိပ်လိုက်တယ်။ညနေကျရင်တငယ်ချင်းလေးနဲ့စော်ရီညဆိုရင်၁၇နာရီစာလုပ်တယ်။၁၀နာရီလောက်တော့အမေအာနေတယ်။အဖြေရေးပြီးတော့နောက်တစ်ခုမိကုံကိုဖတ်လိုက်တယ်။လာစာကောဘလောက်ထိရှိလဲ။မုံမြင့်ကစာရေးတယ်။ အဖေရဲ့ဟာက9သိန်းအမေနဲ့အမဟာက2ယောက်ပေါင်း3သိန်းတော့ရတယ်စုစုပေါင်း8သိန်းပေါ့နံပါတ်3တခုကတီဗီမှာလာနေတဲ့ဇလံ3ခုနမဲပြီးရင်ရုပ်ရှင်အောင်ကအခုပြနေတဲ့ဇကာနမဲမိခုံအားလုံးကအရန်လွယ်လွန်တော့မုံမြင့်ကမြ мян လေး2မိနစ်ထဲမှာအပြီးဖြေလိုက်တယ်နံပါတ်4မိခုံကအလူလေးပိတာနဲ့ရုံပရိတီရဲ့ဈေးနှုန်းကဘယ်လောက်လဲစံတပိတာနဲ့စီးရဲ့တံပိုးပြီးတော့အိမ်မှာအမဲစားနေတဲ့ဟင်းတွေရဲ့တံပိုးလည်းပြောပါဆိုပြီ မိထားတဲ့အချိန်မှာမုံမြင့်ကတည့်ရက်အဖြစ်ကိုမဖြေတတ်တော့ပဲသူတည်သွားရီအိမ်မှာအရင်အရေးကြီးတဲ့ဟာရီဆို သူ့ဘာမှကိုမသိခဲ့ဘူးအမေအများရန်အလုပ်တစ်ခုခိုင်းတိုင်းမလုပ်ဘူးဆိုပြီးညင်လေးရှိတယ်အလကားဖုန်းတုံးရုံနဲ့ TV ကြည့်တိုင်းလေဘုဟုတုတရနေတာမဟုတ်ဘူးအင်းအလုပ်လုပ်ရင်လေဘုဟုတုတရဖို့လေအရင်အရေးကြီးတယ်မိခွန်းနံပါတ်5တခုကအိမ်မှာထမင်းစားရတဲ့ပတ်တပ်ပြီးစိတ်တော်ဘူးလားတော်ရထွက်ဘူးလားတိရှာစဉ်းစားပြီးရေးတယ် ကျွန်တော်ကအလူကလွဲပြီးကျန်နာပါတစ်ခုမှမကြိုက်ဘူး။အမေကအရွက်တစ်ခုခုကိုရှယ်ရင်အိမ်မှာရံဖြစ်တယ်။တခါတလေဘာမှမစားဘဲနဲ့အပြင်းထသွားလိုက်တယ်။အဲ့ဒါရေးပြီးကလေးကမုံမြင့်ကညကအကြောင်းတစ်ခုကိုတတိယသွားတယ်။အလူစားရင်အမေကလေတက်တယ်ဆိုပြီးဖိုက်လေနာတယ်။အဲ့ဒါကြောင့်အမေကခါရတစ်ခုခုစားပြီးမှအလူကိုစားလို့ရှိတယ်။နောက်ထပ်တစ်ခုပြန်ပြီးတတိယသွားတာက အရက်ကအမေရှက်ထားတဲ့ဟင်းကိုစားကြည့်သေးတယ်။အရန်ကိုခါလို့မစားနိုင်ဘူး။ဘာလို့တလောက်ခါရီဟင်းကိုစားရလဲဆိုပြီးအမေကိုမေးခဲ့ဘူးလေ။အမကပြောတယ်။ဘေးတက်နိုင်မှလေ။အင်းရဲ့အရှိနေမှမကောင်းတာ။ဟင်းနှမျိုးမစားနိုင်ဘူး။ဟင်းတစ်မျိုးပဲ။ဒါပေမဲ့နင်ကအတင်းလောက်လို့အမေကတနာပါတယ်ဆိုပြီးပြန်ချက်ပေးတာ။မုံမြင့်ကစဉ်းစားပြီးနောက်ထပ်မေကုံတစ်ခုကိုပြန်ဖတ်တယ်။နောက်ထပ်တစ်ခုနာမည်လျှောက်မေကုံကအိမ်မှာနောက်ဆုံးကြည်ကြားခဲ့တဲ့အကြောင်းကိုရေးပါ။ မုံမြင့်ကအပြေစာရေးတော့ကျွန်တော်ဆံမပွဲဖြီးပြရနဲ့ဆိုင်ကယ်ဝယ်ခိုင်းဖို့ကြီးကြခဲ့ပါ၏အဖေကဘာမှမပြောဘူးအမေကအိမ်မှာပတ်စံမရှိဘူးဆိုပြီးစောင်းမနေတာဒါပေမဲ့ကျွန်တော်ကနားမထောင်ခဲ့ဘူးနှစ်ရက်လောက်လည်းထမင်းမစားခဲ့ဘူးဆိုင်ကယ်မရမရှိထမင်းမစားဘူးတော့ပြောခဲ့သေးတယ်ပြီးတော့ဒီနေ့ဆိုအိမ်တော်မပြန်ဘူးလို့စဉ်းစားထားတယ်မိကွန်နံပါတ်ခွန်ကခမည်းအိမ်ကမဖို့ရရင်ဘာလုပ်လဲညီလေးညီမလေးတွေကတော့မဖို့ရရင်ဘာလုပ်လဲ လာတိုင်းအဖေကတတောင်းပြီးတယ်။အဲ့ဒါနဲ့ကျွန်တော်ကြိုက်တဲ့ရင်မွေးနဲ့မျက်မှန်ဝေးလိုက်တယ်။မဟုတ်ရင်လေတငယ်ချင်းတွေနဲ့ပါတီလုပ်လိုက်တယ်။ကျွန်တော်အမကလည်းအဖေကတတောင်းပြီးတယ်။သူကကိုရင်လေးခြားရည်ဆိုတော့သူ့ရဲ့ပစံနဲ့အမေကိုလည်းကူညီတယ်။သူ့ရတဲ့ပစံကိုစုပူထဲမှာထည့်ထားတယ်။သူကတော့ဘာမှမဝယ်ဘူးကက်စီကုတ်တယ်။အဲ့ဒါပြီးတော့နံပါတ်၈မိကွန်ကကိုရဲ့ဝတ္တရားကိုတီလာအရန်ခက်ခဲတဲ့မိကွန်ကိုလည်းမုံမြင့်ကအပြေစာရည်တယ်။ မိသားစုနဲ့လက်သွဲမဖြုတ်ပဲတယောက်နဲ့တယောက်နားနဲ့မှုနဲ့ဆက်ဆံရပါမယ်။တယောက်ကိုတယောက်ကူညီတင်နေ။အဲ့ဒါရင်းနေတော့မှပဲစိတ်သေးကနေအတန်ထွက်လာတယ်။မုံမြင်နေ့ရက်ဝတ်တရားကို တကယ်ကိုလုံနေလား။မဟုတ်ဘူးနော်။နေ့အခုလုံနေတာကလုံးဝမဟုတ်ဘူး။မိကောနံပါတ်9ကမင်းရဲ့ရလက်ကြောင်းအဖေအမေက ပြောကြရဲ့လား။တာကောင်းမှုအတွက်ကအမြဲဆုံးမပြီးတိုက်တွန်းလေးရှိကြလား။ အဲ့ဒီရဲ့မိကုံကိုဖြေဖို့အတွက်ငုံမြင့်ရဲ့မျက်စီကနေမျက်ရည်လေးတွေဝိုင်းလာတယ်။သူ့ရဲ့မိဘတွေအပေါ်မှာညီသူညီမဆက်ဆက်နေဆိုပြီးတွေးထားတယ်။သူကစာရေးတယ်။ကျွန်တော်ဘရောမှမိဘတွေစိတ်ကြည်နှအောင်မလုပ်ပေးနိုင်ခဲ့သေးဘူး။ဒီရဲ့အတွက်လေဘရောမှအတင်းမလုပ်ကြဘူး။ဇန်မီပွဲမှာ အမက်ပြေးရဖို့ခဏခဏလွယ်ခဲ့တယ်။နည်းနည်းလေးစုခံရပြီးရင် ပုံမှန်ပြန်ဖြစ်သွားတယ်။နောက်ဆုံးမိကုံနံပါတ်10ကဒီရဲ့ကြောင်ပိရမှာမိဘတွေကိုဘာတွေကူညီမှလဲ။ သူကဘာပြောရမှန်းမသိတော့ပဲမျက်ရည်လေးတွေဝိုင်းလာတယ်။အဖြေမီးပဲဘောဘင်ကိုရှာပြီးခုံအောက်မှာထိုင်ကုန်နေတယ်။ဘောဘင်ကိုပြန်ကြိုင်လေသူကဘာမှမရေနိုင်ခဲ့ဘူး။နံပါတ်၁၀မိကုံကိုတူးဆက်မရေပဲစိုက်ရွက်ထက်ပြီးအပြင်ကိုထွက်လာတယ်။ကျောင်းတကားဝါမှာသူ့ရဲ့အမားကိုမြင်လာနေမုံမြင့်ကသူ့ရဲ့အမားစီကိုပြေးတော့တာပဲ။အမားနဲ့ရောက်တော့အမားကပြောတယ်။မော်လီဒီမှာအမေပေးလိုက်တဲ့သင်္ကားစေစိုက်ကယူပြီးပဲအိမ်ကိုလာခင်းတော့ အမကပဆန့်ပေးလိုက်တယ်။ပဆန့်ကဘဲကနေရတာလေ။အမကပြောရင်ယုံကနေတနစ်စာလာစာကြိုထုတ်ခဲ့တော့အမေက "तू လုံနေကြအလောက်ကနေခဏရှည်ထားတာ။ပြီးရင်ငါဆုထားတဲ့ပဆန့်ကနေလည်းထုတ်လိုက်တယ်လေ။အဲ့ဒါလို့လောရင်နဲ့နှင်းအတွက်ဆိုင်ကယ်ဝယ်ဖို့ကွက်တီဖြစ်သွားတာ။မုံမြင့်ကပြောရင်ငါဆိုင်ကယ်မလိုချင်တော့ဘူး။အမကပြန်ပြောရင်ပဆန့်မပေးရင်အိမ်မပြန်ဘူးဆိုဒီကနေစပြီးကိုမကိုရဲ့တာဝန်တွေကိုလည်းတည်တည်နေပြီနော်။" ငါလဲဝယ်ခြင်းနဲ့ဒါပေမဲ့အမြဲတမ်းအင်ကိုပဲဦးစားပေးဖြစ်တယ်။အဖေရဲ့ရှက်တော့မှအနာဖြစ်နေရတော့အမြဲတမ်းတက်စီမောင်းပြီးပတ်စံရလာရဲ့မောင်လေးကိုစံကေဝယ်ပေးမယ်ဆိုပြီးဂရီပေးထားလို့ပြီးတော့မောင်လေးကအကောင်လုံးရဲ့အရှိဆုံးဆိုတော့ဝယ်ပေးကြပါပဲလေ။နင်ကတော့ဂရီတည်လေဖြစ်တာပဲမလား။မောင်မင်းကိုပတ်စံပေးပြီးအင်ကိုပြန်သွားခဲ့တယ်။အဲ့ဒီရဲ့အချိန်မှာပဲတငယ်ချင်းကစံကေယူလာခဲ့တယ်။တငယ်ချင်းကပြောတယ်မောင်မင်း ဒီနေ့ကနေစပြီးတည့်ရက်ဆိုင်ကေကမင်းဟာဖြစ်ပြီးအကောင်လုံးက65ဒိန်တောင်းနေကြတာတင်းကို90နဲ့ပေးလိုက်တာမော်ပြင်းကဆိုင်ကေကိုကြည့်ပြီးပြောရင်တငယ်ချင်း65ဒိန်နဲ့ဝယ်ခြင်းတဲ့သူကိုရောင်းလိုက်ငါအတွက်ပတ်စံကမလောက်သေးဘူးဖြစ်အောင်လေးမလုပ်နိုင်သေးဘူးအဲ့ဒါပြောပြီးထွက်သွားခဲ့တယ်ဆရာကျောင်းရန်ရှိရဲ့နေရာရောက်တော့ဆရာကမော်ပြင်းကိုကြည့်ပြီးပြောရင်မော်ပြင်းရဲ့ဆိုင်ရွက်မှာဘလို့ရေးထားတာလဲဆရာ ဒါကကျွန်တော်ရဲ့အပြေမဟုတ်ဘူးကျွန်တော်ကိုလမ်းပြပေးတာဟုတ်တယ်ကျွန်တော်မိကုန်းတစ်ခုမပြေထားဘူးဆရာအဲ့ဒါကရေးပြီးမပေးဘူးဘွားမှလက်တွေ့လောက်ပြီးမှပဲပြရတော့မယ်ဆိုပြီးဆရာကိုကြော်ပြီးထွက်သွားခဲ့တယ်အင်းရောက်တာနဲ့အဖေအမေအမအကုန်လုံးကမုံမြင့်ကိုစောင့်နေကြတယ်သူရောက်လာတော့အမေကပြောတယ်တားဆိုင်ကပမာလေးတားကအမကိုပစံပြန်အပ်လိုက်တယ်ကျွန်တော်အတွက်အဆိုင်ကမလိုဘူးအဖေတက်စီရဲ့တော့ပြီး ဒီနေ့ကနေစပြီးကျောင်းဘေးရမှာအဖေရဲ့တက်စီမောင်းမယ်။အဖေကအနာယူလိုက်။အမေဒီနေ့ကကျွန်တော်ရဲ့ပထမဝင်ငွေစားတော့မှာဆိုတော့အမေကြိုက်တဲ့ဟင်းသီးဟင်းရွက်ယူလာလိုက်။ညချက်ရဲ့အကုန်လုံးပေါင်းပြီးညနေစာတူတူစားကြမယ်။မွန်းမြင့်ရဲ့အမူအရာတွေကိုမြင်ပြီးအမေကဖတ်လိုက်တယ်။မနေ့ကတာပြောတာတွေကိုအမေကအဖေကိုပြောပြလိုက်တာ။အဲဒါကြောင့်အဖေကစိတ်မကောင်းဖြစ်ပြီးအလုံးမလုံးပဲအိမ်ပြန်လာခဲ့တယ်။ဘလောက်ပဲပိုင်နာနေပါစေဒီနေ့တားကြိုက်တဲ့ဟင်းပဲရှက်ကြွေးမယ်။ မုံမင်းကပြောရည်မဟုတ်ဘူးအမေမိသားစုဝင်မှာကျွန်တော်တာဝန်ကျွန်တော်သိသွားပြီဒီရညာတော့အမေချိုက်တယ်ဟင်မဲသားစားပဲစမီးပွဲမှာလေနောက်ဆုံးမိကုံးကိုလက်တွေးလှုပ်ပြီးဖြေရမှာအဲ့ဒါကြောင့်အမေပြီးတော့ကလပဲကိုချိန်ဖို့ဘဲသွားရတာလေဆောင်ရဲဆိုင်လေပျော်ပြုံပျော်ပြရနဲ့အိမ်ဟိုဆရာကရောက်လာခဲ့တယ်။မုံမင်းရဲ့နောက်ဆုံးမိကုံးကိုစာရွက်မှမဖြီးပဲလက်တွေးလှုပ်ပြီးတက်တည်ပြမယ်ဆိုတော့တော်လိုက်တာမုံမင်းရပျော်ပြီးဆရာကိုမိလိုက်တယ်ဆရာဒီကိုရောက်လာတာလား ဆရာကပြောတယ်။မင်းကငါ့ကို တွေ့ပြီးထွက်သွားတယ်။အေးနော်မင်းရဲ့စာရွက်ကိုဖတ်ပြီးမင်းရဲ့အိမ်ဘက်ကိုရောက်လာတာ။တာရဲ့စိတ်ထဲကရေးထားတဲ့စာတွေအကုန်လုံးကိုဖတ်ပြီးတာဆံမီဘွဲမှာအောင်မြင်ခဲ့တယ်။သမွေးဖြစ်ရတူအလုံးထဲမှာမင်းကနံပါတ်၄ရထားတယ်ပြောပြီးဆရာကဆုတောင်းပေးပြီးထွက်သွားတယ်။ဘုံမြင်လေဆရာကိုကြော်ပြီးတက်စီမောင်းဖို့ထွက်သွားတယ်။